အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကဝင်ငွေတိုးစီမဲ့အခြေခံကြတဲ့အချက်အလက်ကြောင်ကိုဖွင့်ပြပေးသွားခြင်းပါလူတိုင်းရဲ့ တဲ့ဝင်ငွေတိုးချင်ကြတယ်ဗောလေပန်းနိုင်ငံပဲဖြစ်ဖြစ်ပတ်စစ်နိုင်ငံပဲဖြစ်ဖြစ်ဝင်ငွေတိုးတတ်ချင်ကြတယ်ဒါပေမဲ့ဝင်ငွေတိုးဖို့ဆိုတာဒီတိုင်းထိုင်ပြီးတော့တိုးချင်သက်သက်နဲ့ရအောင်ဗောလေဝင်ငွေတိုးအောင်ဘယ်လိုလုပ်လို့ရအောင်လဲဤလန်းနေဘယ်လိုရှိလဲဒါကိုဘယ်လိုလက်တွေ့လှုပ်ဆောင်လို့ရအောင်လဲဗောနော်ထိုင်ပြန်ရေးကြည့်ပါတယ်ဆိုတော့ဝင်ငွေတိုးဖို့အတွက်အခြေခံကြတဲ့အချက်ငါးချက်ကြောင်းကျွန်တော်ကဝေမျှပေးသွားခြင်းပါတယ်အဲ့တော့နံပါတ်၁ချက်ကဘာလဲဆိုလို့ရှိရင် knowledge ဖြစ်ပါတယ်ကျွန်တော်တို့ကကိုတကိုရီသာတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်ဝင်ငွေတိုးတက်ဖို့အတွက်ပဲဖြစ်ဖြစ်နံပါတ်၁ကျွန်တော် knowledge လိုတယ်ဗောလေအသိပညာလိုတယ်အသိပညာဆိုတဲ့နေရာမှာသတင်းချက်လက်လည်းဖြစ် နိုင်သလိုနှီးလန့်နေလည်းဖြစ်နိုင်တယ်ပေါ့လေ ိုကဘယ်လောက်လုံးလို့ရှင်တော့လာတာဘယ်လောက်ရနိုင်တယ်လို့နောက်ဘယ်လောက်ကိုရှားဖို့အတွက်ဘယ် skill တွေလိုတယ်လို့ဒါတွေကအဆောက်ပေါ့နော်ကျွန်တော်အခြေခံသိဖို့လိုတယ် investment လုပ်ပြီဆိုလို့ရှင်လည်းဒီတိုင်းပဲဘယ် assets ကို invest လုပ်တယ်ဆိုလို့ရှင်တော့ဘယ်လိုအခွင့်အလမ်းရှိနိုင်တယ်ဒါမျိုးတွေကျွန်တော်သိဖို့လိုတယ် CY ဆိုလည်းတူတူပဲ CY နဲ့ပတ်သက်တဲ့ trend ချက်လက်တွေ CY နဲ့ပတ်သက်တဲ့နည်းလမ်းတွေပေါ့နော်ဒါတွေကျွန်တော်တို့ကသိဖို့လိုတယ်ပေါ့စိုးစကားလေးတစ်ခုတောင်ရှိပါတယ်ပတ်စံတွေကမင်းကိုချမ်းသာအောင်မလုပ်ပေးနိုင်ဘူးအသိပညာပဲမင်းကိုချမ်းသာအောင်လုပ်ပေးနိုင်တယ်ဆိုပြီးတော့ပြောထားတာလေးတောင်ရှိပါဒါကြောင့်မို့လို့ကျွန်တော်တို့ကအသိပညာကိုလည်းဝင်ဝင်တိုးဖို့အတွက်အခြေခံ န်အချက်တစ်ချက်ပဲဖြစ်ပါတယ်။နောက်ဒုတိယချက်ကတော့ scale ဖြစ်ပါတယ်။ကိုက driver တယောက်ရဲ့လစာကိုလိုချင်တယ်ဆိုလို့ရှိရင် compound တက်ဖို့လိုတယ်။ဆီအောင်တယောက်ရဲ့လစာလိုချင်တယ်ဆိုရင်စီးပညာကျွမ်းကျင်ဖို့လိုတယ်။ဒီလိုပဲကျွန်တော်တို့ကတက်ဆိုင်ရဲ့ company တွေမှာ manager တယောက်ရဲ့လစာလိုချင်တယ်ဆိုလို့ရှိရင် manager တယောက်မှရှိသင့်တဲ့ skill CEO တယောက်ရဲ့လစာလိုချင်လို့ရှိရင် CEO တယောက်မှရှိသင့်တဲ့ skill ဒါတွေလိုတယ်ပေါ့လေ။ဆိုတော့ CYA တို့ investment တို့လုပ်ရင်လည်းဒီတိုင်းပဲ။ ကိုကရင်းနှီးမြှုပ်နှံမှုတစ်ခုလုံးမှာဆိုလို့ရှိရင်သူများလှုပ်လို့လိုက်လို့တာထက်ကိုတကယ်ကျွမ်းကျင်လို့တကယ်နားလေလို့ကြောက်တဲ့အမျိုးဖြစ်မှာပဲအကျိုးများချနိုင်ရရှိပါတယ်မဟုတ်လို့ရှိရင်တော့ကျွန်တော်ကျွမ်းကျင်မှုမရှိဘဲသွားလို့လို့ရှိရင်တော့ဆုံးရှုံးမှုတွေကြုံရနိုင်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတစ်ခုခု professional ပဲလှုပ်လို့စီးပွားရေးပဲလှုပ်လို့ investment ပဲလှုပ်လို့ကိုရှိတဲ့ရှိထိုက်တဲ့ကျွမ်းကျင်မှုရှိဖို့အရေးကြီးပါတယ်ကိုရဲ့ကျွမ်းကျင်မှုလိုက်ပြီးတော့မြင့်တက်လေးကိုရဲ့ဝင်ကိုရလည်းထိုးတက်နိုင်ရဖြစ်ပါတယ်တတိယချက်ကတော့ဘာလဲဆိုလို့ရှိရင် action ဖြစ်ပါတယ်လူများစုမှာဖြစ်တတ်တဲ့ပြဿနာပေါ့လေဘာလဲဆိုလို့ရှိရင်အသိပညာ ာနဲ့ knowledge မှလည်းတန့်နေတတ်ပြီးတော့ဒီ action မှာရက်သွားတာလည်းပေါ့တချို့ဆိုလို့ရှိရင်ဒီအသိပညာနဲ့ကြွညင်မှုကတောင်တောင်မကွာဘူးဒါပေမဲ့ဒီ action ဆိုတဲ့လက်တွေ့လှုပ်ဆောင်မှုတွေကွာခြားသွားတဲ့ပုံမူတည်ပြီးတော့သူတို့ရဲ့ဝင်ငွေရလည်းဒါကွာသွားတယ်ပေါ့လေအပြောသမားနဲ့လက်တွေ့သမားဆက်ဆက်ချင်းမှမတိတာပြင်မယ်ကြာလာလေးကျွန်တော်တို့ပိုတိတာလေဝင်ငွေတရားလေးပို့ပြော ွာချသွားလိဖြစ်ပါတယ်အရှင်တို့အရေးကြီးတာကတော့စိတ်ပိုင်းဖြတ်မှုပေါ့နော်ကိုတခုလုံးမှဆိုလို့ရှိရင်တကယ်စိတ်ပိုင်းဖြတ်ပြီးလုံးပြီးလို့ရှိရင်ဒါတော့ disciplement နဲ့ consistency ရှိရှိနဲ့လောက်ဆောင်သွားမှဆိုလို့ရှိရင်ကိုလုံးနေတဲ့လုံးနောက်ကိုယ့်ရဲ့ဝင်ဝေးဒါလည်းတိုးတက်လာမှာဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ mindset ဖြစ်ပါတယ် mindset ကလည်းအင်မတန်အရေးကြီးပါတယ်ကျွန်တော်တို့ကိုယ့်ရဲ့ပတ်ဝန်းကျင်သတိထားခြင်းသိလိုက်မယ်ဥပမာတချို့ကတရက်ကို2ဒေါ်လာလောက်ရဖို့အသေးစံရှာနေရချိန်မှာတချို့ကတော့တရက်ကိုဒေါ်လာ3ချီဒေါ်လာ3ချီပြီးတော့ဝင်နေတဲ့လူတွေရှိတယ်ပေါ့ဒါကဘာနဲ့အဓိကဆိုင်လဲဆိုလို့ရှိရင်တို့ရဲ့ mindset ပေါ့ များကြီးအခြေခံပါတယ်တချို့ကစဉ်းစားတာရှိတယ်ပတ်စံရှာတာခက်တယ်ငါတို့အခွင့်အမ်းတွေစားဒီအကန့်သက်တွေပဲများရတယ်ပေါ့နော်အော် investment လုပ်တယ်ဆိုလို့ရှိရင်လည်း investment လုပ်တာကအနည်းငယ်များတယ်ဒီလိုမျိုးစဉ်းစားကြတာရှိတယ်တချို့ကြတော့လည်းပတ်စံရှာတာသူတက်ကဒါလွယ်တယ်ဒီပတ်စံရှာဖို့တော့အခွင့်အမ်းတွေလည်းအများကြီးရှိတယ် investment လုပ်တာကလုပ်တယ်လို့ရှိရင်အကျိုးမြတ်တွေအများကြီးရနိုင်တယ်ဆိုပြီးတော့ဒီလိုမျိုးစဉ်းစားတာရှိတယ်ဆိုတော့ကိုယ့်ရဲ့ဒီ mindset ပုံ motive ပြီးတော့စဉ်းစားဖို့စဉ်းစားနေတယ်သူတို့ရဲ့လောက်ဆောင်မှုတွေကလည်းဟွာချတော့တာဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ mindset ပုံအခြေခံပြီးတော့ကိုယ့်ရဲ့ဝ ဝင်ွေတွေတိုးတာတွေဝင်ွေချက်တဲတာတွေနောက်ကိုယ့်ရဲ့ချမ်းသာတာဆင်းရဲတာဒါတွေကလည်းကိုယ့်ရဲ့ mindset နဲ့အများကြီးဆိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ပါလဲဆိုရင် discipline ဖြစ်ပါတယ်ကျွန်တော်ကိုယ့်ရှိထားတဲ့ငွေကိုတိုးပွားအောင်လုပ်ဖို့ကောင်းကောင်းစီမံခံဝတ်နိုင်ဖို့ဆိုလို့ရှိရင် discipline လို့ခေါ်တယ်စီကံလို့ပါတယ်ကျွန်တော်ကဝင်ွေတွေဘလောက်ကောင်းကောင်းပတ်စံတွေဘလောက်ရှာနိုင်ရှာနိုင်ကိုယ်မှာစီကံမရှိဘဲနဲ့ကျွန်တော်တို့က၃ညလို့၃မယ်ဖြောင်းညလို့ဖြောင်းမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဝင်ွေကအချိန်တိုတည်းမှာပဲတောက်ပြတ်သွားနိုင်ပါတယ်ဒါငွေကြီးကြက်တက်သွားနိုင်တယ် ါဆိုတော့ငွေချတာတစ်ခုတည်းမဟုတ်ဘဲနဲ့ငွေကြေးစီမံခံဖို့အရေးကြီးတယ်ကိုယ့်ရဲ့အနာဂတ်အတွက် passive income stream တွေနောက်ဒီ asset တွေတည်ဆောက်ထားဖို့လို့အဲ့တော့ကိုကျွန်တော်တို့ကကိုယ့်ရှိတဲ့ဝင်ငွေကို budget ဆွဲတာတို့စုစင်တာစုရင်းနှီးမြှုပ်နှံတင်တာရင်းနှီးမြှုပ်နှံပေါ့နော်အဲ့တော့ကိုကျွန်တော်တို့က discipline အရေးကြီးတယ်မလိုတာတွေမသုံးမဲနဲ့ကိုယ့်အတွက်အရေးကြီးတာတွေလိုတာတွေပဲသုံးပြီးတော့စုဆောင်တင်တာစုဆောင်ရင်းနှီးမြှုပ်နှံတင်တာရင်းနှီးမြှုပ်နှံမှုလုံမှသာလဲကိုယ့်ရဲ့ဝင်ငွေကလည်းတိုးတက်နိုင်တဲ့ခြေအနေဖြစ်မှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်